ဆိုဖက်မြမြအားလုံးပဲမင်္ဂလာပါရှင်အနည်းရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အနည်းက reading video လေးတစ်ပုဒ်ကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ရဲ့ reading video လေးကတော့မိမိရဲ့ငွေကြေးအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့မှဘာတွေပြောင်းလဲတင်လဲဘာတွေဆက်ဖြစ်လာမှာလဲပို့ပြီးတော့တိုးတက်ကောင်းမွန်ဖို့အတွက်ကိုပို့ပြီးတော့တိုးတက်ကောင်းမွန်ဖို့အတွက်ကိုမိမိဘက်ကဘယ်လိုတွေပြင်ဆင်ထားရမလဲဆိုတာကိုကက်ကလေးတွေနဲ့အသေးစိတ်ချိန်ဆက်ပြီးတော့ကြည့်သွားကြမှာဖြစ်ပါတယ် ော့အနေရောဒီနေ့ဗီဒီယိုလေးကိုမစခင်မှာလုပ်နေကြတိုင်းပါပဲ group တုံးခုရဲမှာမိမိရဲ့ energy drone ဖြစ်နေတဲ့ group ကိုအနေရောရွေးချယ်ကြမှာဖြစ်ပါတယ် group 1 group 2 group 3ဆိုပြီးတော့အနေခွဲထားပါတယ် group 1ကိုကုစားပြုတာကတော့ dragon blood ဖြစ်ပါတယ်กรุ๊ป2ကိုကုစားပြုတာကတော့ pyrite ကြောင့်လေးဖြစ်ပါတယ် group 3ကိုကိုစားပြူတာကတော့ carnelian ကြောင်လေးဖြစ်ပါတယ်ဒီကြောင်လေး3ခုရဲ့မှာမိမိရဲ့ energy နဲ့ကိုင်းနေတဲ့ကြောင်လေးကိုရွေးချယ်ပြီးတဲ့အခါမှာတော့ကိုကိုရွေးချယ်လိုက်တဲ့ group ကိုဆက်လက်ပြီးတော့ကြီးရှုနိုင်မှာဖြစ်ပါတယ်ခဏလေးအချိန်လေးယူပြီးတဲ့အခါမှာအသက်ကလေးကိုရှစ်သွင်းလိုက်ပါ ရှစ်ထောက်လိုက်ပါကိုယ့်ရဲ့ energy ကိုယုံကြည်ပါကိုယ့်ရဲ့ intuition ကိုယုံကြည်ပါကိုယ့်ရဲ့စိတ်က attract ဖြစ်နေတဲ့ group လေးကိုရွေးချယ်လိုက်ပါ group လေးကိုရွေးချယ်ပြီးပြီဆိုရင်တော့ဒီနေ့ reading လေးကိုစတင်လိုက်ကြရအောင်ပါနော် group 1ကိုရွေးချယ်လိုက်တယ်ဆို family များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ reading လေးကိုစတင်လိုက်ကြရအောင်ပါနော်အညရောရွေးချယ်လိုက်တဲ့ group 1ကိုကိုစားပြုနေတဲ့ကြောင့်ကလေးကတော့ dragon blood ဖြစ်ပါတယ် dragon fly ကြောက်ကလေးရာဆိုလို့ရှိရင်တော့ရရင်ချင်းလှချနိုင်ချင်းတတိခွန်အားတို့ကိုကုစားပြုပါတယ်။ဒါကြောင့်ဒီချိန်မှာဆိုရင်တော့မိမိကိုတတိရှိစွာနဲ့ကိုယ့်ရဲ့နောက်ထပ်ပုံစံတစ်ခုကိုကူပြောင်းဖို့အတွက်ညွှန်ပြနေတာလေးကိုတွေ့ရမှာဖြစ်ပါတယ်။အထူးသဖြင့်မိမိရဲ့အလောက်ကင်ငွေကြေးတွေနဲ့ပတ်သက်တဲ့အခါမှာပြောင်းလဲမှုတွေလုပ်ရမှာစွန့်စားမှုတွေလုပ်ရမှာရှိနေပါလိမ့်မယ်။အဲ့ဒီပြောင်းလဲမှုတွေအဲ့ဒီစွန့်စားမှုတွေကြောင့်မိမိဟာတွန်းဆုတ်ပြီးတော့ကြောက်ရွံ့နေတာတွေလည်းရှိကောင်းရှိလိမ့်မယ်။သို့တော့ ကိုယ့်ရဲ့နောက်ထပ်ခုန်ကူရမယ့် step တစ်ခုကိုယုံကြည်လိုက်ပါကိုကခုန်ကူနိုင်တဲ့တတိခွန်အားရှိမှသာလျှင်ကိုယ့်ရဲ့ဘဝကိုမြင့်တင်နိုင်မှာဖြစ်ပါတယ်ကကလေးအနေနဲ့ကတော့ two of a ဆိုရဲကကလေးကကိုစားပြုအနေနဲ့ကြာလာတာဖြစ်ပါတယ်။တကယ်လေးကတော့မိမိတို့ကို vulnerable ဖြစ်ဖို့ညွှန်ပြနေတာဖြစ်ပါတယ်။တခါတလေမှာမိမိတို့ကအရာအလုံးကိုတည်နေဖို့မလိုပါဘူး။အရင်ဆုံးခြေတဲ့တလင်းကိုလှမ်းလိုက်ပြီးတဲ့အခါကျမှသာလျှင်ဘာဆက်လုပ်ရမလဲဆိုရဲညွှန်ကြားချက်တွေဟာ ကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။အလောက်ကိုင်းငွေကြေးမှလည်းဒီလိုပါပဲ။ကိုဟာ vulnerable ဖြစ်ဖို့အတွက်လိုပါတယ်။တင်းခံလို့တဲ့အခါကျရင် ပောက်ကွဲလွတ်တတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုတင်းခံမထားပဲလွှတ်ချပေးလိုက်ပါ။ဒီအချိန်ကြီးကကိုယ်တက်ဆက်ပြီးတော့အလုံးမဖြစ်တော့ဘူးဆိုရင်ဒီအချိန်လေးကိုလွှတ်ချလိုက်ဖို့မမေ့ပါနဲ့။အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခါမှာလက်ရှိအလောက်ကိုင်းနဲ့ကိုယ်နဲ့ energy မကိုက်ညီတော့ဘူးလို့ခံစားရတဲ့အခါမှာအတင်းကျပ် ဝင်ဆက်မှုစူးစမ်းနေတာမျိုးမဟုတ်ဘဲနဲ့လက်ရှိအလုပ်ကိုင်းမှာလွတ်ချတင်တာပြောင်းလဲတင်တာတွေကိုလွတ်ချလိုက်ပါပြောင်းလဲလိုက်ပါစွန့်စားခန့်နေယူဖို့အတွက်ခဏတာကိုကိုကိုအနားယူခွင့်ပေးလိုက်ပါ True Air ကလေးရဆိုလို့ရှင်တော့အနားယူခြင်းကိုလည်းကိုစားပြုရမိမိကနောက်ထပ်ပုံစံအတစ်တစ်ခုကိုသွားဖို့အတွက်အခုလက်ရှိအချိန်လေးမှာကိုကိုကိုလွတ်ချပြီးတဲ့အခါမှာအနားယူဖို့လိုအပ်တယ်နောက်ထပ် step တစ်ခုကိုသွားဖို့အတွက်ကိုပြင်ဆင်ဖို့အချိန်ယူဖို့လိုအပ်ပါတယ် ပဝင်းကျင်ရဲ့အမြင်လေးကိုမကြည့်ပါနဲ့ပဝင်းကျင်ကကိုယ်ကိုဘလို့ပဲမြင်နေပါစေလုံနိုင်ခြင်းမလုံနိုင်ခြင်းဘလို့ပဲဝေဖန်ပြစ်တင်ခြင်းတွေပြုနေပါစေကိုကိုဒီကိုယုံကြည်တာအတိုင်းကိုလို့ရမဲ့လမ်းကြောင်းကိုဆက်သွားပါ ခုလောလောဆယ်မှာအနားယူလိုက်တဲ့အခါမှာလဲပဝင်းချင်းကလူတွေကိုပြောချင်ပြောမယ်ဆက်ပြီးစူးစမ်းတင်နေတာဆက်ပြီးသွားတင်နေတာဆက်ပြီးတော့ရှာဖွေတင်နေတာလို့ဘလောက်ပဲပြောနေပါစေကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့စိတ်ကခဏလေးအရှိန်လျှော့ပြီးတော့လွတ်ချရမယ်လို့အချက်ပြနေပြီဆိုရင်ခဏလေးအရှိန်လျှော့ပြီးလွတ်ချလိုက်ပါနောက်ထပ် step တစ်ခုကကိုယ့်အတွက်အစင်းနှင်းရှိနေတာကိုတွေ့ရပါလိမ့်မယ် A element နဲ့များများအလုပ်လုပ်ပါလို့ညွှန်ပြနေပါတယ် အဲအဲ့ဒီမှနဲ့အလုပ်လုပ်တယ်ဆိုတာကတော့တနည်းအားဖြင့် connection manifestation တွေကိုလှုပ်ဆောင်တာလေးဖြစ်ပါတယ်။ဆိုတော့အလုပ်ကိုင်ငွေချင်းနဲ့ပတ်သက်လာတဲ့အခါမှာမိမိအတွက်မိတ်ဆွေကောင်းနေ၊ဆရာသမားကောင်းနေနဲ့တွေ့နိုင်ဖို့ကိုအာရုံပြုပြီး manifest လုပ်ကြည့်လိုက်ပါ။ဒီချိန်မှာမိမိကပိုးရှာရမှာပိုးလို့ရမှာမဟုတ်ပါဘူးခဏလောက်နောက်ကိုခြေတလန်းဆုပ်ပြီးတော့အနားယူနေရင်းနဲ့ဒီနေရာကငါအတွက်မကိုက်ညီတော့ဘူးကြောင်းလဲရမယ်ဒါကြောင့်ငါနဲ့ကိုက်ညီတဲ့နေရာအစ်တမှာ မာနဲ့ကိုက်နေတဲ့မိတ်ဆွေတငယ်ချင်းအစ်စ်တွေစီးပွားမိတ်ဖက်အစ်စ်တွေဆရာသမားကောင်းအစ်စ်တွေနဲ့တွေ့ဆုံဖို့အစင်းနေဖြစ်နေပါပြီလို့အာယုံလေးပြုကြည့်လိုက်ပါမနဲ့ကင်းမိုးလေးနဲ့ခါမှာမတဲမောက်ကိုဖွင့်ပြီးတော့လေကိုအဝါရှုသွင်းလိုက်ပါ ပြီးတဲ့ခါမှာနှုတ်ကနေပြီးတော့ connection manifestation address ကို affirmation တွေရွှတ်လိုက်ပါ အနေကညီတဲ့ပါဝင်ချင်းအစ်စ်မိတ်ဆွေအစ်စ်တငယ်ချင်းအစ်စ်စီးပွားမိဖက်အစ်စ်ဆရာသမားကအစ်စ်တွေနဲ့စုံစည်းဖို့ငါဟာအစင်းနဲ့ဖြစ်နေပါပြီစုံစည်းခွင့်ရတဲ့အတွက်လဲကျေးဇူးတင်ပါတယ်လို့နှုတ်ကနေ FM လုပ်ပေးလိုက်ပါ ထူထားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာပါလိမ့်မယ်တခုခုကိုလွှတ်ချလိုက်ဖို့အတွက်အချက်ပြနေပြီဆိုရင်လဲမကြောက်ရွံ့မင်းနဲ့ဒီကက်ကလေးကိုမြင်တဲ့အချိန်မှာပဲလွှတ်ချလိုက်ပါပြောင်းလဲလိုက်ပါ

ီမှာလဲအလျားကက်ကလေးရလဲအစိမ်းအောင်လေးတွေပုံများနေတယ်။ဘင်းတစ်ဖက်က message ကက်လေးတွေမှာလဲအစိမ်းအောင်လေးတွေပုံများနေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့နှလုံးသားလေးကိုအနာပေးပြီးတော့ခွန်အားတက်တည်ရေစုစည်းရမယ့်အချိန်ဖြစ်တယ်ဆိုတာကိုပို့ပြီးတော့တေချာစေတယ်လို့အနေယုံကြည်တယ်။ဒီကက်ကလေးတွေမှာလဲ success အောင်မြင်ခြင်းလို့ရေးထားတယ်။အောင်မြင်မှုတွေကိုတက်ရောက်လာတော့မယ်။ဒါပေမဲ့အောင်မြင်မှုတွေလာဖို့အတွက်တော့တချောင်းလိုသေးတယ်။အဲ့ဒီတော့ရှာဖွေဖို့အတွက်ကကိုကိုကိုခွန်အားတက်တည်ကိုစုစည်းဖို့အတွက်လိုတယ် နော်ဒီတော့ကတော့အလိုလိုကိုယ့်စီကိုရောက်မလာနိုင်ဘူးအခုလက်ရှိအနေအထားမှာလေကိုယ်တလိုပဲတောင်းခံသွားမယ်ခေါင်းမမာနဲ့ကိုကိုကိုအပြေမခံပြီးတော့ဆက်တိုးရမယ်ဆိုရင်လေဒီတော့ကအလိုလိုရောက်လာနိုင်မှာမဟုတ်ဘူးတော့ကိုရှာဖွေဖို့အတွက်ကိုကရွေးချယ်မှုအစ်စ်တွေလောက်ရမယ်လမ်းဆောင်အစ်စ်တွေကိုရှောက်ရမယ်မလုပ်ဘူးတဲ့စွန့်စားမှုတွေကိုလုပ်ရမယ်။အလောက်ကိုင်းကြီးပြောင်းလဲတဲ့ရင်ပြောင်းလဲလိုက်ပါ။ပြောင်းလဲလိုက်တဲ့လမ်းကြောင်းတွေမှာတီတော့တန်ကိုရှာတွေ့ဖို့အတွက်အခွင့်အရေးလမ်းစာရှိလာနိုင်တယ်။ ငွေကြေးစွန့်စားမှုတွေရေနည်းမြုံနယ်မှုအစ်စ်တွေလောက်ရမယ်ဆိုရင်လည်းရေရဲဝုန်းဝုန်းနဲ့လှုပ်ဆောင်ကြည့်လိုက်ပါဒီတော့တစ်ချောင်းဟာလမ်းကြောင်းအစ်စ်မှာပဲရှာတွေ့နိုင်မှာဖြစ်တယ်လို့ပြနေပါတယ်အဲ့တော့အောင်မြင်မှုတွေကကိုယ်တွက်လက်တကမ်းမှာရှိနေတယ်တောတန်တစ်ချောင်းတော့လိုတယ်ဒီတော့ကိုသွားရှာဖို့အတွက်ကိုကိုရိုင်းကခွန်အားတက်တိရှိဖို့တော့လိုအပ်ပါတယ်အဲ့တော့ခွန်အားတက်တိလို့ပြောနေရင်လည်းနောက်ထပ်ကက်ကလေးကတော့ strength လို့ရေးထားပါတယ်အဲ့တော့ strength ဆိုတာကိုယ့်ရဲ့ခွန်အားတက်တိပဲကိုကိုစားပြုတ်နေတာပေါ့နော်ဆိုတော့အနေရောရဲ့ကက်ကလေးတွေကတော့ကိုင်ညီမှုရှိနေတယ် ဒီချိန်မှာကို့အတွက်အလိုအဆုံးအရာကတော့ဆွနွတ်တဲ့အရာတွေကိုဆွနွတ်လိုက်ပြီးတော့မှနောက်ထပ်လမ်းကြောင်းအစ်တတစ်ခုကိုကိုကိုယ်တိုင်ကရဲဝင်စွာဖောက်ထွက်သွားဖို့အတွက်ပဲဖြစ်ပါတယ်။အဲ့တော့အနေကားအခု angel message ကိုဆက်လက်ပြီးတော့ဆွဲမှာဖြစ်ပါတယ်။ angel တွေရောကိုဘာတွေပြောဖို့ရှိနေလဲ။ Okay. angel တွေ message ကလေ take action action တစ်ခုစာပြီးရယူလိုက်ပါတဲ့။ ပြောင်းလဲမှုတစ်ခုစပြီးတော့ဖန်တီးလိုက်ပါ မကြောက်ပါနဲ့ရှေ့ကိုဆက်သွားလိုက်ပါ အခုလက်ရှိအနေအထားကနေရုံထွက်လာခဲ့ပါကိုယ့်အတွက်ကိုအနာယူလိုက်ပါခွန်အားတတိကိုစုဆောင်းပါဆရာသမားကောင်းမိတ်ဆွေကောင်းနေနဲ့တွေ့ရဖို့အတွက်ကို manifestation တွေလှုပ်ဆောင်လိုက်ပါဒါဆိုရင်တော့ကိုယ့်အတွက်လမ်းကြောင်းအစ်တစ်ခုကရှိလာမှာဖြစ်ပါတယ်ငွေကြေးအလုပ်ကိုင်းနဲ့ပတ်သက်တဲ့ပြောင်းလဲမှုတွေရောက်ရှိလာနိုင်မှာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ yes yes ဆိုရက်ကဒါဘာမှထပ်ပြီးတော့မှာပဲပြောစရာမလိုတော့ဘူးကိုကြောက်ရွံ့နေတဲ့အရာလေးရှိရင်ရဲရဲဝံ့ဝံ့တာလှုပ်ချလိုက်ပါဆိုတဲ့ yes ကိုညွန်ပြနေရလို့အနေအရောယုံကြည်တယ်အဲ group 1 so family များအနေနဲ့အလောက်ကိုင်းငွေချင်းနဲ့ပတ်သက်လို့ပြောင်းလဲမှုတွေရင်းနှီးမြှုပ်နှံမှုတွေလှုပ်ဖို့စဉ်းစားနေတယ်ဆိုရင်အခုလက်ရှိအနေအထားတွေရုံထွက်ဖို့အတွက်အစီအစဉ်တွေချချင်နေတယ်ဆိုရင်တော့ ရရမမလှုပ်ဆောင်လိုက်ပါနောက်ထပ်တစ်ဆင့်ကိုတက်ပါပြောင်းလဲခြင်းတွေကိုမကြောက်ပါနဲ့ vulnerable ဖြစ်ဖို့ကိုမကြောက်ပါနဲ့မလုတက်တဲ့အရာတစ်ခုကိုလုပ်ရတဲ့အချိန်မှာလူတွေရဲ့စိတ်ထဲမှာကတိမ်ငယ်စိတ်ဖြစ်တတ်ကြတယ်ငါဖြစ်နိုင်ပါမလားလုံနိုင်ပါမလားဒီနေရာမှာပဲကိုကအကြာကြီးရှိလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်နေရာတစ်ခုကိုသွားဖို့အတွက်ကိုတခါလေမှကိုကမဝင့်မရဖြစ်တတ်တယ်ထို့တော့နေရာတစ်ခုကိုကိုကမတော်ချီပူရဲ့လုံနိုင်မလားမလုံနိုင်ဘူးလားဆိုတာလေဘယ်တော့မှကိုကိုကိုတိလာမှာမဟုတ်တော့ပါဘူး အဲ့တော့ error finding message ကလေးဆွဲကြည့်ကြပါမယ်။ Okay အဲ့တော့ကတ်တီကတော့ထပ်ပြီးတော့အနေဖြည့်ပြောစရာမလိုတော့ bit happy changes ပေါ့ big happy changes ဆိုတော့ကြီးကြီးမားမားပြောစရာကောင်းတဲ့ပြောင်းလဲမှုတွေနော် big happy changes take action yes ဆိုရကတည်းကတော့ angel တွေရဲ့ message တွေဖြစ်တယ် angels တွေကအနုရောကိုထင်ထင်ရှားရှားနေပဲအဖြေတွေပြီးသွားတယ်ပေါ့နော် ီကက်တွေကအနေကြိုးဆွဲထားတာမဟုတ်ပါဘူးအခုမှအနေလက်ထဲကနေပြီးတော့ shuffle လုပ်ပြီးတော့ဆွဲလိုက်တဲ့ကက်တွေဖြစ်တယ်ပေါ့နော်ဆိုတော့စာချင်မှလည်းအနေတို့ပြောင်းလဲဖို့အတွက်ပြောထားတယ် vulnerable ဖြစ်ဖို့ changes ပြောင်းလဲမှုတွေကိုမကြောက်ဖို့အတွက်ပြောထားတယ်ခေါ်အားတတိစုစားမှုအတွက်ပြောထားတယ် connection အစ်စ်တွေကိုဘွားတွေမှာချိတ်ဆက်ဖို့အတွက်ပြောထားပါတယ်ပြောင်းလဲမှုတွေလုပ်ချင်နေရင်ရရဲဝန်းတော့လုပ်လိုက်ပါတခုခုစလုပ်လိုက်ပါဒါမှသာလေကိုယ်အတွက်ရှေ့ဆက်သွားရမယ်လမ်းကြောင်းတွေကိုလည်းပဲ ဆက်လျှောက်ဖို့အတွက်လမ်းစာတွေပေါ်လာမှာဖြစ်ပါတယ်။ Group Russell Family များအတွက်ဒီနေ့ message တွေက resonate ဖြစ်ပြီးတော့မှအထောက်အကူလေးဖြစ်စေခဲ့မယ်လို့အနီကတော့မျှော်လင့်ပါတယ်။ Group Russell Family များမကြောက်ပါနဲ့။ပြောင်းလဲမှုတစ်ခုကိုကိုကိုရိုင်းကစတင်လိုက်ပါနော်။ကျေးဇူးတင်ပါတယ်။အနီရောနောက်ထပ် video တွေမှာပြန်တွေ့ကြပါမယ်။ group 2 so family များအားလုံးပဲမင်္ဂလာပါရှင် ဒီကနေ့ reading လေးမှာတော့အညီတို့ကမိမိတို့ရဲ့အလုပ်ကိုင်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဘာတွေစတ်လို့ရမလဲဘယ်လိုပြောင်းလဲခြင်းတွေယူရမလဲဆိုပြီးဘယ်လိုပြောင်းလဲခြင်းတွေယူရမလဲဆိုတာနဲ့ဘယ်လိုတွတ်တက်မှုတွေလက်ခံရရှိနိုင်လဲဆိုတဲ့အကြောင်းကို reading လေးကြည့်သွားကြမှာဖြစ်ပါတယ်အဲ့တော့ group 2ကိုကိုစားပြုတဲ့ကြောက်က pirate ကြောက်ဖြစ်ပါတယ် pirate ကြောက်ကတော့ raw and authentic true ကိုကိုစားပြုနေတယ်ဆိုတော့စစ်မှန်တဲ့အမှန်တရားတစ်ခုပေါ့နော်ဖုံးကွယ်ထားခြင်းမရှိဘူးအရှိကိုအရှိတိုင်းလက်ခံနိုင်တဲ့ ခွန်အားတတိကိုပေးတဲ့ကြောင့်ဖြစ်တယ်။ကိုယ့်ရဲ့ငကုံမူရင်းပုံစံအတိုင်းကိုယုံကြည်ချက်တွေအပြည့်ဖြစ်စေတဲ့ကြောင့်မျိုးဖြစ်ပါတယ်။အဲ့တော့ဒီလိုတွေ့ကိုရွေးချယ်လိုက်တဲ့ Soul Family များအတွက်ကြောက်ကလေးရညွှန်ပြနေရဲ့ message ကတော့ကိုကိုကိုယုံကြည်မှုရှိပါ။ကိုယ့်ရဲ့ပုံစံအတိုင်းကိုပဲလက်ခံလိုက်ပါ။သူများနဲ့လိုက်ပြီးတော့တူညီစရာမလိုပါဘူးပြီးပြည့်စုံနေဖို့မလိုနေပါဘူးကိုယ့်ရဲ့အလောက်ကိုင်းငွေချင်းနဲ့ပတ်သက်လဲလမ်းကြောင်းမှာတခြားသူတွေဓာတ်ရီလုံနေတယ်ဆိုတိုင်းမှာလိုက်လုံနေဖို့မလိုနေဘူးတခြားသူတွေဒီလမ်းကိုရှောက်နေတယ်လို့ဆိုတိုင်းမှာလိုက်ရှောက်နေစရာမလိုဘူး ကိုယ့်ရဲ့သွားနေတဲ့လမ်းကြောင်းလေးအတိုင်းကိုပဲယုံကြည်ပါကိုရတဲ့အကြောင်းလေးကအားရကျင်းနေစရာမရှိနေဘူးဆိုရင်တောင်မှအ ਨੇ စုပ်ကွာရှေ့ကိုဆက်ရှောင်းနေတာဖြစ်တဲ့အတွက်တိရှောင်းနေရဲ့လမ်းကြောင်းကိုယုံကြည်ခြင်းစိတ်ရှိနဲ့ဆက်သွားပါလို့ညွှန်ပြနေတယ်လို့အနေကတော့ယုံကြည်တယ်။ကိုစားပြုတဲ့ကက်ကလေးက The Sun ဆိုတဲ့ကက်ကလေးဖြစ်ပါတယ်။ Terror the Witches Resistance ဆိုတဲ့ Terror Deck ထဲမှာအနေအကျိုက်စုပ်ကက်ကလေး The Sun ဆိုတဲ့ကက်ကလေးပဲဖြစ်ပါတယ်။အနေနဲ့ဆွဲလိုက်တိုင်းမှာကြားတဲ့ကက်ကလေးက Sun Cat ပေါ့နော်။ ဒီဆန်းကက်ကဘာကိုကိုစားပြုတ်နေလဲဆိုတော့သူ့ကိုယ်သူအစ်စ်မန်ဆုံးလက်ခံနိုင်လိုက်တဲ့အခါကျတော့မိကိုကိုအစ်စ်မန်ဆုံးလက်ခံနိုင်လိုက်တဲ့အခါမှာမိမိရဲ့ကိုရွာကအတောက်ပဆုံးဖြစ်လာပါတယ်ဆိုတာကိုကိုစားပြုတ်နေတဲ့ကက်ကလေးဖြစ်ပါတယ်အန်ရိုဆိုဖယ်မီများအတွက်လေကိုရှောက်နေတဲ့လမ်းကြောင်းကိုသာအစ်စ်မန်ဆုံးလက်ခံလိုက်ပါ ဘသူနေမှတူစရာမလိုဘူးဘသူ့ကိုမှအတူခိုးစရာမလိုဘူးဘသူဘသူကမှပြောနေတဲ့လမ်းကြောင်းတွေကိုကိုကရှောက်နေဖို့မလိုပါဘူးကိုရဲ့ကိုပိုင်ယုံကြည်ချက်နဲ့ကိုရှောက်မဲ့လမ်းကြောင်းကိုဆက်လျှောက်သွားပါအခုရှောက်နေတဲ့လမ်းကြောင်းကမှန်ကန်ပါတယ်ကိုလုံးရဲ့အလုပ်တွေကတခြားသူတွေရဲ့အမြင်မှမပြည့်စုံသေးဘူးမပြီးမြောက်သေးဘူးလို့ထင်ကောင်းထင်နိုင်ပါလိမ့်မယ်ဒါပေမဲ့ကိုရှောက်နေတဲ့လမ်းကြောင်းရဲ့စိတ်မှန်မှုကိုကိုကိုရိုင်းကအတိဆုံးဖြစ်ပါတယ်ကိုလုံးနေတဲ့အလုပ်တွေပေါ်မှာကိုရဲ့နှလုံးသားကိုပုံအပ်လိုက်ပါ ဒီကက်လေးတွေမှာပြထားသလိုပဲကိုယ့်ရဲ့နှလုံးသားကို offer ပေးတယ်။ကိုကလည်းငွေချေးနဲ့ပတ်သက်လာရင်ကိုကလည်းကိုယ့်ရဲ့အလုပ်ကိုင်တွေနဲ့ပတ်သက်လာတဲ့အခါမှာအပြည့်အဝဆုံးကိုယ့်ရဲ့နှလုံးသားကိုပုံအပ်လိုက်ပါ။ဒီလိုကိုလုပ်နေတာကတခြားလူတွေကိုတခုခုတတိပြဖို့လုပ်နေတာမျိုးမဟုတ်ဘူး။တခြားလူတွေအတွက်ကိုလှုပ်ပြနေတဲ့အရာလည်းမဟုတ်ကိုယုံကြည်တဲ့အရာကိုကိုဆက်ရှောင်နေတာဖြစ်တယ်။ကိုယုံကြည်တဲ့လမ်းကိုရှောက်ဖို့အတွက်လည်းကိုကဘယ်အရာမှကြောက်ရွံ့ခြင်းမရှိနေဘူးဆိုတာကိုပြနေပါတယ်။ ဲ့တော့အနေရောဒီကက်လေးအနေရော group 2တွေ message ကလေးဆက်ပြီးတော့ဆွဲကြည့်လိုက်ကြပါမယ် message ကလေးတွေကို အနေရောကြည့်လိုက်ကြပါမယ်အဲ့ဒီ message ကလေးတွေကိုကြည့်လိုက်တဲ့အခါမှာတော့ group 2 soul family များက group 2 soul family များအနေနဲ့ဘယ်လို career ကိုဆက်ပြီးတော့ရှောက်သွားတဲ့နေဆိုတာကို အနေပို့ပြီးတော့ပုံပေါ်လာတယ်လို့ခန့်စားနေရပါတယ်။ Group 2ကိုရွေးချယ်ထားတဲ့ Soul Family များတီလူတွေကို healing လုပ်ပေးရတဲ့အလုပ်မျိုး spiritual အလုပ်မျိုးနဲ့တက်ဆိုင်နေတယ်လို့လည်းခန့်စားရတယ်။ကိုယ့်ရဲ့ပုံစံအစစ်မှန်ဆုံးကိုချိတ်ဆက်နိုင်ပြီးတော့မှလူတွေကိုလည်းသူတို့ရဲ့အစစ်မှန်ဆုံးပုံစံနဲ့ချိတ်ဆက်နိုင်စေဖို့အတွက်ကိုမှလမ်းညွှန်ပြသပေးနေတဲ့သူတွေဖြစ်တယ်လို့လည်းအနည်းယုံကြည်တယ်နော် အဲ spiritual အလုံးလုံးနေတဲ့သူတွေလို့ခံစားရတယ်တကယ်လို့ spiritual အလုံးမလုံးနေခဲ့ဘူးဆိုရင်ဒါမှပဲပန်ဝင်ခြင်းအတွက်ကိုပြောင်းလဲမှုတစ်ခုခုဖြစ်စေနိုင်မယ်အလုံးကိုလုံးနေတဲ့သူတွေဖြစ်ပါလိမ့်မယ်ရုပ်ပိုင်ဆိုင်ရာပြောင်းလဲမှုတွေအထက်စိတ်ပိုင်ဆိုင်ရာပြောင်းလဲမှုတွေခံစားချက်တွေနဲ့ချိတ်ဆက်နေတဲ့အလုံးတွေကိုလုံးနေရတဲ့သူတွေလို့အနည်းအားတော့ထပ်စားမိပါတယ် article လေးတွေမှာလည်း happiness and healing ဆိုတဲ့ကကလေးထွက်လာတယ်။တစမ်းနဲ့တွဲလိုက်တဲ့အခါမှာအင်တာလှပါတဲ့ message လေးတစ်ခုဖြစ်လာတယ်ပေါ့နော်။ happiness ဆိုတဲ့အတိုင်းပဲကိုပျော်ရွှင်တဲ့အရာကိုသာလေကိုရွေးချယ်ပါ။ကိုလုပ်နေတဲ့အလုပ်ကအညီလို့ရှိမှပြောခဲ့တယ်လို့ပဲ။တခြားလူတွေကိုတတ်တည်ပြဖို့မဟုတ်နေဘူး။အလုပ်ကငွေကြေးတွေနဲ့ပတ်သက်လာတဲ့အခါကျရင်အညီတို့မှာဘောင်းနေရှိတတ်ကြတယ်။သူများတွေကသတ်မှတ်ပေးထားတဲ့ဘောင်းနေပေါ့။ ဒီနေရာကိုရောက်မှအောင်မြင်မယ်ဒီလိုပုံစံဖြစ်တတ်မှသာလျှင်ဒီလိုပုံစံဖြစ်မှသာလျှင် society မှာဝင်ဆက်နိုင်လိမ့်မယ်ဒါကြောင့်မို့လို့ဒီလောက်ကိုလုံးတင်တယ်ဒီပုံစံဖြစ်အောင်စူးစမ်းတင်တယ်ဒီလောက်ဝင်ငွေရှိတင်တယ်စတဲ့ဘောင်တွေတတ်မှတ်ချက်တွေအများကြီးရှိတတ်ကြပါတယ်အဲ့တော့အဲ့ဒီဘောင်တွေတတ်မှတ်ချက်တွေကိုကျော်လွန်ပြီးတော့ကိုယ့်ရဲ့အစ်စ်မန်ဆုံးပုံစံနဲ့ချိတ်ဆက်နိုင်ဖို့ဆိုတာကအန်နရိုရဲ့ society ကြီးမှာဘလို့ဖြစ်လာလဲဆိုတော့အာဒီလူကယူနေတယ်ဆိုတဲ့ပုံစံမျိုးတွေထင်မှတ်လာကြတယ် ဆိုအနေအရ group to soul family များအတွက်ပေးချန်နိုင်တဲ့ social ရောကိုပြောရွှင်တဲ့အရာကိုကိုဆက်လုပ်ပါငွေကြေးကြောင့်ပတ်ဝန်းကျင်ကြောင့်လုပ်နေရတာမျိုးမဟုတ်ပါဘူးကိုကိုရိုင်းကဝါသနာပါရိတ်အတွက်ကိုကိုရိုင်းကပျော်ရွှင်တဲ့အတွက်လုပ်နေရတဲ့အလုပ်တွေဖြစ်ပါတယ်အခုလက်ရှိဒီလိုအလုပ်တွေလုပ်နေရတဲ့မိမိကစိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုတော့ခံစားရတယ်ဒါပေမဲ့လည်းငွေကြေးပတ်သက်အားဖြင့်အားရစရာအနေအထားတစ်ခုကိုမရောက်နေသေးဘူးဆိုရင်တော့စိတ်မပူပါနဲ့ မကြခင်မှာ abundance energy ကကိုပွားတွေကိုရောက်ကိုရောက်လာပါလိမ့်မယ်။ဟာဒီလုံးကိုလုံးနေလို့ငါကငွေကြေးပတ်ဆက်အရာပူပန်ရတဲ့ဆက်မလုံးတော့ဘူးလို့လက်လျှော့လိုက်တဲ့နေ့အားကိုရဲ့ abundance energy တွေကိုလက်ခံဖို့မထိုက်တန်ဘူးလို့ကိုကိုကိုပြောလိုက်တဲ့နေ့ဖြစ်ပါတယ်။ဒါကြောင့်ခုလက်ရှိလုံးနေတဲ့အလုပ်လေးကိုဆက်လုပ်သွားပါ။ကိုကိုကို healing energy တွေအပြည့်အဝပေးပါ။အများကိုလည်း healing energy တွေပေးပါလို့အနေကတော့တိုက်တွန်းပါတယ်။အဲ့ဒီတော့အခု angel message ကလေးတွေကိုယူကြည့်ကြမယ် angel တွေကကိုယ်ဘာတွေပြောချင်နေလဲ အင်ဂျယ်ရီကဒီနေ့အရင် supportive ဖြစ်နေတယ် yes ဆိုရက်ကက်ကလေးပြလာတယ်ဆိုတော့ခုလက်ခုလက်ရှိလုပ်နေတဲ့အရာနိုင်ငံပါတယ်ဆက်လုပ်သွားပါ okay အဲ့တော့ no need to worry အင်ဂျယ် message ကတော့ဘာမှစိတ်ပူစရာမလိုဘူးတဲ့ရှေ့မှာညလိုပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ငါဒီလောက်ကိုလုံးလို့ပတ်ဝန်းကျင်အားနေပြီးတော့မှပုံဖော်ထားတဲ့ ပုံစံတိုင်းဖြစ်ပါမလားပဝင်းခြင်းကနေပြီးတော့ငါ့ကိုဘယ်လိုတွေမြင်မလဲငါလုံးနေရဲ့အလုတ်ကရောမှန်ကန်ပါရဲ့လားဆိုရဲအတွေ့အတွေ့နေမိရဲ့ဆိုရင်ကိုလည်းရှိလုံးနေရဲ့အလုံးတွေရောငါရက်တီလို့ရပါမလားပြည့်စုံကြွယ်ဝခြင်းငွေကြီးတွေရောရှာဖွေနိုင်မှာမလားလို့တွေးနေရဲ့ဆိုရင်တော့ no need to worry ပါတဲ့ဘာမှစိတ်ပူစရာမလိုပါဘူးတဲ့အခုလည်းရှိကိုရှောက်နေတဲ့လမ်းကိုပဲဆက်လျှောက်ပါကိုလုံးနေတဲ့အလုတ်ကိုပဲဆက်လုပ်ပါကိုရဲ့ healing လမ်းကြောင်းအတိုင်းတားလိုက်ရင်ဆက်သွားပြီးပါတဲ့ အဲ့ဒါ final message လေးကိုဆက်ပြီးတော့ယူကြည့်ကြပါမယ်။ Ask for help from others ရေကကလီယာလာရေပေါ့နော်။ဆိုတော့တခြားလူတွေစီကအခုညီတောင်းခံကြည့်ပါရယ်။အနေရတော့ဒါဆရာသမားကောင်းတွေနဲ့ချိတ်ဆက်ဖို့အတွက်ကကလေးလို့ခန်းစားမိပါရယ်။သူများတွေစီကအခုညီတောင်းဖို့ကိုဝေမလေးပါနဲ့တဲ့။တခြားသူဆိုတဲ့အခါမှာလည်းအနေရတော့ လူတိုင်းကိုပြောတာမဟုတ်နေပဲနဲ့ကိုလေးစားအားကြရတဲ့ပုံကိုယ်တွေကိုရင်ညွှန်းတယ်လို့ခန်းစားရတယ်။အဲ့တော့ဒီလမ်းကိုရှောင်နေတဲ့အနီရိုဆိုဖယ်မီများ၊ခရစ်တိုဆိုဖယ်မီများအနေနဲ့ဘလိုလမ်းကိုပဲရှောင်နေပါစေ။ပိုးရှောင်နေတဲ့လမ်းမှာကိုလေးစားရတဲ့မျက်နှာရတဲ့အားကြရတဲ့ပုံကိုယ်တွေရှိပါလိမ့်မယ်။ဒီပုံကိုယ်တွေကိုစကားသွားပြောဖို့ဝင်မလေးပါနဲ့။ဒီပုံကိုယ်တွေစီကလမ်းညွန်ချက်တွေတောက်ခံဖို့ကိုဝင်မလေးပါနဲ့။ဒီပုံကိုယ်တွေကဒီနေရာကိုရှောင်လာခဲ့ဖို့အတွက်ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုလေ မေးဖို့အတွက်ကိုဝင်မလေးပါနဲ့မိမိကသွားမေးချင်ပါလေသူတို့ကကိုကိုမိမိလိုအပ်တဲ့အကူအညီတွေအကြံဉာဏ်ကောင်းတွေကိုပေးလာနိုင်မှာဖြစ်ပါတယ်အဂရိုဆိုဖမ်နီများအနေနဲ့အလုပ်ကိုင်းနဲ့ပတ်သက်တဲ့အခါမှာတော့ကိုကိုကိုယုံကြည်မှုရှိပါဒီလမ်းကြောင်းကိုဆက်လျှောက်သွားပါဘာမှစိုးရိမ်ပူပန်နေစရာမလိုဘူးဆရာပုဂ္ဂိုလ်ရဲ့အကူအညီကိုလည်းတောက်ခံကြည့်ပါငွေကြေးနဲ့ပတ်သက်တဲ့အခါမှာတော့အန်ရိုကိုအင်ဂျယ်ကထင်းထင်းရှားရှား message ပေးသွားပြီပေါ့နော်။အပန်းနဲ့ဆန်ကြီကို ငွေကြေးပတ်စံတွေကိုစိတ်ထဲမှာမထားပါနဲ့ဒီလမ်းကိုဆက်လျှောက်သွားရင်လည်း abundance energy ကကိုယ့်ရဲ့စီမှာရှိနေပြီးသား abundance energy ကကိုယ့်စီကိုအလိုလိုရောက်လာမှာဖြစ်ပါတယ်အနေနဲ့ဒီ sun ကလေးမှာလည်းဒီလိုပဲနောက်ကနေမင်းကြီးကဒါ abundance energy ကိုကိုစားပြုတ်ရယ်ပေါ့နော်မိမိကကိုယ့်ရဲ့ရှေ့မှာကိုယ့်ရဲ့နှလုံးသားကို offer လုပ်ပြီးတော့မှကိုယုံကြည်တဲ့အလုပ်တွေကိုဆက်လုပ်မယ်အများကြီးကူညီသွားမယ်ဆိုရင်သူကိုယ့်ရဲ့နောက်မှာနေမင်းကြီးကရှိနေတယ်လို့ပဲ abundance energy ကအမြဲတမ်းရှိနေမှာဖြစ်ပါတယ် တော့ group to so family များအားလုံးပဲကိုယုံကြည်မယ်လို့ထင်တဲ့လမ်းကြောင်းကိုဆက်လုပ်သွားပါပါဝင်ကျင်အတွက်အကျိုးရှိတဲ့လူတယောက်ဖြစ်ပါစေအနေနဲ့အချစ်ချင်းမြတ်တာတွေပို့သလိုက်ပါရနော်အနေနဲ့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံကြပါမယ်ကျေးဇူးများကြီးတင်ပါတယ် group 3 so family များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ reading လေးကတော့မိမိတို့ရဲ့အလောက်တိုင်းငွေချင်းနဲ့ပတ်သက်ပြီးတော့မှဘာရီဆက်လုပ်သွားရမလဲ ဘာတွေပြောင်းလဲမှုတွေရှိနေမလဲဘယ်လိုတိုးတက်မှုတွေရအောင်ပြင်ဆင်ထားရမလဲဆိုတာလေးတွေကိုကြည့်သွားကြမှာဖြစ်ပါတယ်။အဲ့တော့ group 3ကိုကိုစားပြရကြောက်လေးရတော့ carnelian ကြောက်လေးဖြစ်ပါတယ်။ carnelian ကြောက်လေးရတော့ပျော်ရွှင်ခြင်း၊ဆက်ရထက်တန်ခြင်း၊တက်ချွတ်ခြင်းတွေကိုကိုစားပြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ group the resource family များအတွက်ကိုတော့ကိုယ့်ရဲ့ orally ကိုတောက်ပါအောင်နေပါ။နေ့စဉ်ဘဝပြည့်စုံပံမှာပျော်ရွှင်အောင်နေပါ။မိမိကိုယ်ကိုယုံကြည်ချက်ရှိပါအကောင်းဆုံးကြိုးစားပါပြည့်စုံပံမှာပဲကိုယ့်ရဲ့စိတ်တွေကို focus ထားပါလို့ညွှန်ပြပေးနေပါတယ်။အလောက်ကင်ငူကျင်းနဲ့ပတ်သက်လာတဲ့အခါကြလို့ရှိရင်တော့ပိုပြီးတော့တိုးတက်ကောင်းမွန်စေဖို့အတွက်ကိုလိုရမယ့်အရာက insecure action တွေယူဖို့အတွက်မဟုတ်နေပဲနဲ့ကိုယ့်ရဲ့ energy ကိုပိုပြီးတော့တောက်ပါအောင်ကိုယ့်ရဲ့ energy ကိုပိုပြီးတော့ပော့ပါလာအောင် အာရုံပြုတင်တာဖြစ်ပါတယ်လို့ညွှန်ပြနေတယ်။ ို့အနေရောခံစားရပါတယ် group 3ကိုကိုစားပြုတဲ့ message ကလေးကတော့ true or water ဖြစ်ပါတယ် water ဆိုရင်ရေတက်ဟာခံစားချက်တွေကိုချိန်ဆနေရဖြစ်ပါတယ်အဲ့တော့ဒီ group 3 so family များအတွက်ကတော့ကိုယ့်ရဲ့ခံစားချက်တွေကိုပြန်ပြီးတော့ချိန်ဆက်ပါလို့ပြောနေတယ်လို့အနေယုံကြည်တယ်။ကိုကအပြစ်မှန်းမှာစူးစမ်းစရာတွေရှိတယ်အပြစ်မှန်းမှာပူပန်စရာတွေဖြစ်ရှင်းစရာတွေအလောက်တော်ဝင်နေရှိလာတဲ့အခါမှာ အတွင်းထဲကကိုယ့်ရဲ့ energy နဲ့ပြတ်တောက်လာတယ်။ကိုယ့်ရဲ့ energy နဲ့ပြတ်တောက်လာလေအလောက်ကိုင်းတဲ့ငွေကြေးတွေကပို့ပြီးတော့နှောင့်နှေးစဉ်းစားမှုတွေရှိလေဖြစ်ပါလိမ့်မယ်။ Group 3 so family များအတွက်ကတော့ကိုယ့်ရဲ့အလောက်ကိုင်းငွေကြေးတွေဒီထက်ပိုပြီးတိုးတက်လာဖို့အတွက်လိုရမှာကတော့ကိုယ့်ရဲ့ခန်းစားချက်တွေကိုချိတ်ဆက်ဖို့ကုကုကုချစ်တတ်ဖို့ဖြစ်ပါတယ်။နောက်တစ်ခါ True Water ဟာခွင့်လွှတ်ခြင်း၊ကိုခြင်းစားတဲ့ခြင်း၊စိတ်ရှည်တည်ခံချက်ခြင်းတွေကိုလည်းကိုစားပြုနေပါတယ်။ ကိုယ့်ရဲ့အလုပ်ပါဝင်ခြင်းကသူတွေနဲ့ကိုယ်နဲ့ energy ကမကိုက်ညီဘူးလို့ခံစားရတဲ့အခါမှာသူတို့တွေအပေါ်မှာအပြစ်တင်ပြီးတော့အမုန်းတရားတွေပွားများလိုက်မယ်အစားသူတို့တွေကိုကိုချင်းစာတတဲ့မျက်လုံးလေးနဲ့ကြည့်လိုက်ပါသူတို့တွေကိုခလေးလေးတယောက်လိုမြင်ကြည့်လိုက်ပါဆေးရှိတိခံပေးလိုက်ပါခွင့်လွှတ်ပေးလိုက်ပါကိုကိုကိုလည်းဆေးရှိတိခံပေးလိုက်ပါခွင့်လွှတ်ပေးလိုက်ပါ group 3 soul family များအတွက်ကတော့အလောက်ကင်နေတဲ့ပတ်သက်လာရေးစိတ်ကလေးကိုလည်းနည်းနည်းလေးရှော့ဖို့ညွန်ပြနေတယ်လို့အနေရတော့ခံစားရတယ်။တခါကလေးမှာအနေရူတွေကအရင်ကြီးစူးစမ်းလိုက်တဲ့ရှေ့ကိုရောက်သွားတာမျိုးမဟုတ်ဘူး။နော်။အနေရူကအရှိန်တစ်ခုကိုယူပြီးတဲ့အခါကျရင်အရင်ကြီးစူးစမ်းလိုက်တဲ့ရှေ့ကိုရောက်နေနိုင်တာမျိုးမဟုတ်တတ်ပါဘူး။ဒါကြောင့်ကိုယ့်အတွက်ကိုအချိန်လေးပေးပါ၊နားချိန်လေးပေးပါ၊အနားယူပါ၊စိတ်ကလေးကိုပေါ့ပေါ့ပါပါထားပါလို့ညွှန်ပြပေးနေရလို့တွေ့ရတယ်။ တော့ရှေ့ group တွေမှာတော့ပို့ပြီးတော့စ조사ဖို့ပို့ပြီးတော့လှုပ်ဖို့အတွက်ညွှန်ပြနေပြီးမြက် group 3ရ soul family များအတွက်ကတော့အရှိန်လေးလျှော့ပြီးတော့ကိုယ့်အတွက်ကိုချစ်ဖို့ကိုယ့်အတွက်ကိုနားချိန်လေးတွေယူဖို့ပြောပြနေတာလေးကိုအနေတွေ့လာရတယ်။ပေပါဝေချင်မှာရှိနေတဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကိုလည်းယေရှုတရားမြတ်တာတရားတွေပွားများပြီးတော့ဖြန့်ချက်ပေးလိုက်ပါ။ငွေချင်းနဲ့ပတ်သက်လာပြီးဆိုရင်လည်းငွေကိုအရန်ရှာဖို့မကြိုးစားဘဲနဲ့လက်ရှိကိုယ်စီမှာရှိနေတဲ့ငွေလေးတွေကိုယေရှုတင်ကြည့်လိုက်ပါ။မြတ်တာတရားလေးတွေထားကြည့်လိုက်ပါ။ကြီးမားတဲ့ပြောင်းလဲမှုတွေစပြီးတော့ဖြစ်လာပါလိမ့်မယ်။ group the resource family များအတွက် message ကလေးတွေကို စာပြီးတော့ဆွဲကြည့်လိုက်ပါမယ်။ဟုတ်ကဲ့ပါအဲ့တော့ message gallery ကိုစာပြီးတော့ကြည့်လိုက်ကြရအောင်ပါအဲ message gallery ရလဲအနေရောရှိမှကြည့်ခဲ့တဲ့ energy လေးတွေနဲ့ချိတ်ဆက်နေပါတယ်เนาะ abundance gratitude ဆိုတဲ့ကက်ကလေးတွေထွက်လာပါတယ် အဲ့တော့ group လေးဆုံးဆန်းနေများတော့ကတော့လောက်ရမယ့်အရာကအလုပ်ဒီပို့ဂျူဆိုင်ရမှာမဟုတ်ဘူးအချိန်လျှော့ပြီးတော့ပြည်စုံကျွေးဝါခြင်းတွေကိုလက်ခဲယူတတ်ဖို့ဖြစ်တယ်ပြည်စုံကျွေးဝါခြင်းတွေကကိုယ့်ရဲ့ဘေးမှာရှိနေပြီးသားဖြစ်ပါတယ်တခါဒီမှာကိုကရှေ့ကိုအတွားလုံးနေအခါမှာကိုယ့်ရဲ့ဘေးမှာရှိနေတဲ့အလှပါတွေကိုလွတ်သွားတတ်တယ်အပန်းနဲ့ဆိုတာကလည်းတင်းငယ်တဲ့အရာလေးတွေထဲမှာရှာဖွေရတာဖြစ်ပါတယ်ဒါကြောင့် group 3 soul family များအတွက်ခဏလောက်အချိန်လျှော့လိုက်ပါဒီ message လေးကိုလက်ခဲရရှိနေတဲ့အချိန်မှာ ဒီ message တွေကိုလက်ခံရရှိတဲ့အချိန်ကစပြီးတော့မှကိုယ့်ရဲ့ပူပန်မှုတွေတောကတွေတာဝန်တွေကိုခဏလောက်မေ့ထားလိုက်ပါကိုကအခုလက်ရှိမှာဘာတွေကိုပိုင်ဆိုင်ထားလဲဆိုတာကြည့်လိုက်ပါအဲ့ဒီပိုင်ဆိုင်မှုတွေအပေါ်မှာကျေစွတင်လိုက်ပါအဲ့ဒီပိုင်ဆိုင်မှုတွေကိုငါကန်ကောင်းလိုက်တာဒါတွေပိုင်ဆိုင်ထားရတဲ့အတွက်ကြောင့်ငါဟာ MTK ကောင်းတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်ဆိုရယ်စိတ်ကလေးကိုထားကြည့်လိုက်ပါကျေစွတင်လိုက်ပါ gratitude နော်ကျေစွတရားလေးကိုလည်းမမေ့ပါနဲ့ ကိုရင်နေရှင်ဘဝပြစ်ဆုတ်ပဲရဲ့အခုလက်ရှိအချိန်လေးပေါ်မှာပဲကြီးစုတင်လိုက်ပါအလောက်ကိုင်းငွေချင်းနဲ့ပတ်သက်လို့ပို့ပြီးတော့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့လမ်းပြောင်းနေတယ်အများကြီးအများကြီးပူပန်စရာတွေရှိကောင်းရှိနေပါလိမ့်မယ်ဒါရီအားလုံးကိုခဏလောက်မိထားလိုက်တဲ့အခါမှာတော့အခုလက်ရှိမိမိတို့အသက်ရှင်တန်နေခြင်းဟာကြီးစုတင်စရာအကောင်းဆုံးကိုယ့်အတွက် abundance ကြီးဖြစ်ပါတယ်အဲ့တော့အညီတို့ဆက်လက်ပြီးတော့မှ angel message ကလေးတွေယူကြည့်အောင်ပါ အင်တာ message ကလေးကတော့ perfect timing ဆိုတာလေအခုချိန်ကကို့အတွက်အကောင်းဆုံးအချိန်ပဲတဲ့နော် group 3 so family များကအတိတ်ကိုစဉ်းစားနေလားအနာဂတ်ကိုစဉ်းစားနေလား အတိတ်ကိုလည်းမတွေးပါနဲ့အနာဂတ်ကိုလည်းမတွေးပါနဲ့လက်ရှိပြစ္ဆုတ်ပံရတာကိုယ်အတွက်အကောင်းဆုံးအချိန်ဖြစ်တယ်။လက်ရှိပြစ္ဆုတ်ပံကကိုရောက်နေရမယ့်နေရာမှာရှိနေတာပါ။အလုံးနဲ့ပတ်သက်ပြီးတော့မအားမရတာတွေငွေကြေးနဲ့ပတ်သက်ပြီးပိုရှာကျင်တာတွေမေးလိုက်ပါ။အခုလက်ရှိပိုင်ဆိုင်ထားတဲ့ငွေကြေးဟာကိုယ်အတွက်အကောင်းဆုံးပဲ။အခုလက်ရှိကိုလုပ်နေတဲ့အလုပ်ဟာကိုယ်အတွက်အသင့်တော်ဆုံးအလုပ်ဖြစ်တယ်။ဒီ timing အပေါ်မှာ gratitude ပွားများကြည့်လိုက်ပါ။ဒါဆိုရင်ကိုယ်အတွက်ပိုကောင်းတဲ့လမ်းစာတွေပေါ်လာပေးနိုင်မှာဖြစ်ပါတယ်။အဲ group 3ရဲ့ soul family များရဲ့နောက်တစ်ချက် romance ချစ်ချင်းမြေတာကိုပြန်ပြီးအာရုံဆိုင်လိုက်ပါအဲ့တော့အနေရောစားတွေကကြည့်ခဲ့တယ်လို့ပဲပေါ့နော် True Water နဲ့ Romance ဆိုတဲ့ကက်ကလေးနဲ့ကလည်းချိတ်ဆက်နေတယ်ခန်းစားချက်တွေကိုပြန်ပြီးတော့ခန်းစားချက်တွေနဲ့တဖန်ပြန်ပြီးတော့ connect လုပ်ကြည့်ပါပေါ့ပေါ့ပေါ့ပါနေကြည့်ပါကိုကိုကိုချစ်ပါအထူးသဖြင့်တော့အနေအားဒီကက်လီရဲ့ romance ဆိုတာကပြင်ပရဲ့ချစ်ချင်းမြတ်တာတွေထဲကိုကိုကိုချစ်တဲ့ချစ်ချင်းမြတ်တာတွေကိုပို့ပြီးတော့မှ angel ရီက message ပေးနေတယ်လို့ခံစားရတယ် self love journey လေးကိုဝင်ကြည့်ပါပေါ့ပေါ့ပါပါလေးကိုယ့်အတွက်ပျော်ရွှင်ခြင်းမဲ့အရာလေးတွေကိုဦးစားပေးပြီးလုပ်ကြည့်လိုက်ပါဒါဆိုရင်အခုကိုပူပယ်နေတယ်ဆိုတဲ့အရာတွေကိုယ့်ရဲ့တာဝန်တွေကထင်ထားသလောက်လည်းအရန်ကြီးဖြစ်စည်းစီတာမျိုးမဟုတ်နေပါလားဆိုတာတွေ့လာပါလိမ့်မယ်အဲ့တော့အနီရော final message ကလေးယူကြည့်လိုက်ကြရအောင်ပါ final message ကလေးကတော့ opportunity ဆိုတဲ့ကကလေးဖြစ်ပါတယ်ဆိုအခွင့်အရေးတွေကိုစီကိုရောက်လာပါလိမ့်မယ်ဒါပေမဲ့အခွင့်အရေးတွေရောက်လာဖို့အတွက်ကိုက ခဏလောက်အရှိန်လျှော့ပြီးတော့နေတတ်ဖို့လည်းလိုသေးတယ်နော်အဲ့တော့အရှိကိုပြေးလွန်းနေတယ်ဆိုရင်အခွင့်အရေးတွေကကိုယ့်နာကိုလိုက်မမိတော့ဘူးနော်ကိုကလုံးဝမရက်နာနေတဲ့အတွက်ကြောင့်သူတို့ကကိုယ့်စီကိုဘယ်လိုရအောင်ဝင်လာရမလဲဆိုတာလည်းတွေးမှာမဟုတ်ဘူးအကူက sorry နဲ့ပြေးတဲ့အခါမှာအခွင့်အရေးတွေကရောက်လာလိုက်ကိုကဒီနေရာမှာမရှိဘူးအခွင့်အရေးတွေကကိုယ့်နာကိုပြန်လိုက်နေရသလိုဖြစ်နေလိမ့်မယ်အဲ့တော့အနေတို့ကခဏလောက်လေးအနားယူပြီးတော့ပပပပါလေးလက်ဖက်ရည်လေးတစ်ခွက်ထိုက်တောက်ရင်းနဲ့စောင့်နေလိုက်တဲ့အခါမှာကိုမမျောလင့်ထားရဲပိုကောင်းတဲ့အခွင့်အရေးတွေကကိုစီကိုရောက်လာပါလိမ့်မယ် ိုတော့ group 3 so family များစိတ်ကလေးကိုလျှော့ပါအနားယူပါကိုကိုကိုချစ်ပါအခုလက်ရှိအခြေအရာကိုအတွက်အကောင်းဆုံးတော့အခြေဖြစ်တယ်ဂျေဆုတရားကိုမမေ့ပါနဲ့ကိုရဲ့ပတ်ဝန်းကျင်ကလူတွေကိုမေတ္တာတရားဂျေဆုတရားတွေဖြန့်ဆက်ပေးလိုက်ပါအခွင့်အရေးတွေကိုစီကိုရောက်လာပါလိမ့်မယ် group 3 so family များအတွက်လည်းဒီနေ့ message လေးကအထောက်အကူလေးဖြစ်မယ်လို့အနေညွှန်လင်းပါတယ်အနေနဲ့နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်နော်ဂျေဆုများကြီးတင်ပါတယ်